င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်ဆေးဥစုကို KIO ကငင်းချိုင်းဆွံ့ရန်စတင်ကလန့်ခဲ့ခြင်းမရှိဘူးလို့ဒုတိယဗိုလ်ချုပ်ကြီးခွမ်မော်ကပြောပါတယ်မြန်မာနိုင်ငံကနေထွက်ခွာလို့တဲ့လူငယ်အရေအတွက်တိုးပွားများပြားနေတယ်လို့ကုလသမဂ္ဂ UNDP ကသတိပေးတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ စေအုပ်စုကို KIO ကငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်စတင်ကလန့်ခဲ့တာမရှိဘူးလို့ဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။စေအုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ကတွစ်ဆုံဆွေးနွေးဖို့အတွက်စတင်ကလန့်တာမရှိပဲမနစ်ကနေပြည်တော်မှာကျင်းပတဲ့ငြိမ်းချမ်းရေးစကဝိုင်းအပြီးမှာနေပြည်တော်ကနေ PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကိုစေအုပ်စုက KIO KIA ကိုအွန်လိုင်းကနေတွစ်ဆုံလို့ကြောင်းစကားအမှားပါကန့်လန့်လာတာကြောင့် ဆွေးနွေးလို့ရင်မြကြီးနားမှာတွေ့ဆုံဖို့အတွက်ကိုစလဲအဖွဲ့ကိုလှုပ်ပေးနိုင်ကြောင်းသာတုံ့ပြန်ခဲ့တယ်လို့ကချင်လွတ်မြောက်ရေးအဖွဲ့ KIO KI ကဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထုတ်ပြန်ထားပါတယ်။ KIO ရဲ့သဘောထားကတော့ online ဆွေးနွေးမှုမဟုတ်ပဲတကယ်ဆွေးနွေးလို့ရင်ဆန္ဒရှိတယ်ဆိုရင် မြကြီးနားမှာတွစ်ဆော်ဖို့အတွက် KIO ကိုယ်စားလှယ်အဖွဲ့ကိုလှုပ်ပေးနိုင်ချောင်းသာအကြောင်းပြန်ကြားခဲ့တာဖြစ်တယ်လို့လည်းဗိုလ်ချုပ်ကြီးခွန်မော်ကပြောထားပါဗျ။ KIO ရဲ့တုံ့ပြန်ပြောဆိုမှုကိုစိုးစုဘက်ကအကြောင်းပြန်ကြားခြင်းမရှိဘဲလွန်ခဲ့တဲ့လပိုင်းလောက်ကမှတခါထပ်ပြီး PCG ကနေတဆင့်မေးတာကြောင့် KIO ရဲ့သဘောထားမှာအရင်တိုင်းဖြစ်ကြောင်းအကြောင်းပြန်ကြားထားတယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကသူ့ရဲ့လူမှုကွန်ရက်ဆမျက်နာမှာတည်င်းထုတ်ပြန်ထားပါတယ်။ KIO ငင်းချင်းရေးသဘောထားကိုတည်င်းထုတ်ပြန်တာမျိုးမလုပ်ပေမဲ့လည်းတရုတ်ဂျပန်နဲ့နန္ဒကာတန်တမန်တွေကိုအသိပေးခဲ့တယ်လို့လည်းသူကဆက်ပြောပါတယ်။လက်ရှိတိုင်းရင်းသားတော်လှန်အဖွဲ့အစည်းတွေနဲ့အမြဲလိုလိုတွဲဆုံဆွေးနွေးမှုတွေရှိနေပြီးချင်းညီနောင်အဖွဲ့ CB နဲ့ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွဲဆုံခဲ့ကြောင်း ချင်းတိုင်းသားစီပီ CNF တို့နဲ့တွေ့ဆုံမှုဟာကချင်ချင်းညီကိုတွေ့ဆုံမှုဖြစ်တယ်လို့တော်လဲအဖွဲအချင်းချင်းတွေ့ဆုံမှုလည်းဖြစ်တယ်လို့ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဒီတစ်ခါမှာတော့ AA ကတိုက်ခတ်သိမ့်ပိုက်ထားတဲ့နေမြေတွေနဲ့မြို့တွေကိုစစ်ကောင်စီထံကို ပြန်ပေးဖို့ဖြစ်နိုင်ခြင်းနဲ့ပါတယ်လို့ အရခတက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခကမနေ့ကသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဘွဲ့မှာ AA ကပါဝင်ပေမဲ့ AA ရဲ့ဘူဝါဒဟာတခြားညီနောင်မဟာမိတ်နှစ်ဖွဲ့နဲ့မတူညီပဲရှမ်းမြောက်မှာစစ်တပ်ထံကိုနေမြေအချို့ကိုပြန်ပေးလိုက်ရတာတွေရှိပေမဲ့ရခိုင်ပြည်မှာတော့အဲ့လို ဖြစ်နိုင်ခြင်းနဲ့ပါတယ်လို့သူကပြောပါတယ်။ AA အနေနဲ့စီးရီမန်းချက်အတိုင်းဆက်လက်ခြိတက်နေဆဲဖြစ်ပြီး အာရခတက်တော်ကရခိုင်ပြည်နယ်အတွင်းမှာမြို့နယ်၁၄မြို့နယ်ကိုအပြည့်သက်သိမ်းပိုင်ထိန်းချုပ်ထားရလို့လဲဆိုထားပါဗျ။လက်ရှိမှာစစ်တွေမြို့နယ်၊ကြောက်ဖြူမြို့နယ်နဲ့မန်အောင်မြို့နယ်တို့သာသိမ်းပိုက်ရန်ကြံရှိတော်သလိုအဲ့ဒီမြို့နယ်၃ခုမှာလည်းမြို့နယ်အတွင်းကနေရာအများစုကိုထိန်းချုပ်ထားကာစစ်ကောင်စီတပ်သားတွေဟာမြို့ပေါ်မှာသာကြံရှိတော်ရလို့လဲအေးအေးပြောရဆိုခွင့်ရှိသူဥခိုင်ဒုက္ခကပြောပါဗျ။စည်ရရှုံးနေနေတဲ့စစ်ကောင်စီဟာ ူတို့ထိန်းချုပ်ထားတဲ့မြို့ထဲမှာအရက်သားပြည်သူတွေကိုဖမ်းဆီးနှိပ်စက်အနိုင်ကျင့်တပ်ဖြတ်နေတယ်လို့အရခတက်တော်သိမ့်ပိုက်ထားတဲ့ထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုလည်းရွေချင်းရှိရှိနဲ့လေချောင်းရေချောင်းလက်လက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်တာဆစ်ရဆွေးမှုတွေကို နေစင်နဲ့အမြပြောင်ပြောင်တင်းတင်းချိုးဖောက်ကျူးလွန်နေရလို့လည်းအေးပြောခွင့်ရဥခိုင်ဒုက္ခကပြောပါတယ်ဒါလောမှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဒညဝရီရဲတပ်စခန်းနဲ့ရဲတပ်ရင်း32အနီးတို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအရာရှိတွေအပါအဝင်စစ်တုံးပန်းအမြောင်များကိုလည်းဖမ်းဆီးရရှိထားတယ်လို့အေးပြောရေးဆိုခွင့်ရှိသူဥခိုင်ဒုက္ခကပြောပါရယ်ဒါအပြင်ကြောက်ဖြူမြို့နယ်တိုက်ပွဲအပါအဝင်အာရခတပ်တော်နဲ့စစ်ကောင်စီတပ်ဖွဲ့တို့ကြားမှာတိုက်ပွဲတွေအတွဲစစ်ကောင်စီတပ်ဘက်ကအရာရှိတွေအပါအဝင်စစ်တုံးပန်းအမြောင်များကိုဖမ်းဆီးရရှိထားသလိုစစ်ကောင်စီတပ်ကထွက်ပြေးလာပြီး လက်နဲ့ချလာသူတွေအလေးဝင်လာသူတွေလည်းရှိနေတယ်လို့လည်းသိရပါတယ်ရှင်။ဒီတကမှာတော့အကျန်းဖတ်စစ်တပ်ရဲ့ကိုစားပြုယာယီသမရအမိခံမြင့်ဆွေရဲ့မနစ်ကပြုတ်တဲ့မတာချလမ်းကြောင်းဟာတရက်ကြိုတင်ပေါက်ကြားခဲ့တာကြောင့်စစ်တပ်ကလုံခြုံရေးအစီအမံတွေကိုအဆင့်ထက်မြင့်တင်ပြီးပြောင်းလဲခဲ့ရပြီး drone ဂျမ်ပါနဲ့ drone gun တွေကိုနှစ်ဆတိုးခဲ့ရတယ်လို့လည်းနေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကဩဂတ်စ17ရက်နေ့မှာမြင့်ဆွေမတာလောင်းကို အမှတ်နဲ့စစ်စေးရုံကနေစစ်သင်းချမ်းကို ပို့ဆောင်ရမှာလမ်းကြောင်း၈ခုကိုသတ်မှတ်ထားပြီးအဲ့ဒီသတ်မှတ်လမ်းကြောင်း၈ခုကိုအသေးစိတ်အစိတ်ပိုင်းတွေနဲ့တကွာရန်ကုန်ခေတ်စ်ကသတင်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကနေပြည်တော်မှာမနေ့9နိုင်ကနေမွန်လွယ်3နိုင်မိနစ်50ဝန်းကျင်အချိန်ထိ မြင်းဆွေနာရီလမ်းကြောင်းတစ်လျှောက်နဲ့စစ်သင်းကြီးမှာစစ်တပ်ကဂျမ်မာတွေကိုဖွင့်ထားတာကြောင့်ဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေယာယီဖြတ်တောက်ခံထားရတယ်လို့လည်းသိရပါဗါတယ်။အဲဒီမြင့်ဆွေမတာအတုဘကိုပြည်သူတွေနဲ့နန်းစီဒီယံဝန်ထမ်းတွေကိုစစ်တပ်ကအတင်းကျပ်ဆင့်ခေါ်ခဲ့ပြီးမနေ့အစောပိုင်းကနေစတင်ကလမ်းဘေးဝဲရတချောင်းနေပူတဲကနေစောင့်ဆိုင်းခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအတင်းကျပ်ဆင့်ခေါ်ခံရတဲ့ပြည်သူတွေအတွက် ထွေအုပ်ကအစားအသောက်စီစဉ်ပေးမယ်လို့ဆိုခဲ့ပေးမယ်လေဘာအစားအသောက်မှမပေးဘူးလို့ဖိအားပေးချင်းချောက်ခေါ်ဆိုခံတဲ့ဒေသပြည်သူတို့ချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်မန္တလေးရတဲ့တပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမြင်းကျန်မြို့နယ်စီမီကုန်မြို့မှာမင်္ဂလာဆောင်ကိုသွားတဲ့စစ်သားတွေကိုပြစ်ခတ်တက်ခရာမှာစစ်သားတအုပ်ဟာသေသွားတယ်လို့မြင်းကျန်မြောက်ပိုင်းသားပျောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ် ဩဂတ်စ်လ10နှစ်မနေ့9ရက်လောက်ကစုံရွာမှာပြုလုပ်တဲ့မင်္ဂလာဆောင်ကိုဆိုင်ကယ်9စီးနဲ့တောရောက်တဲ့စစ်သားတွေကိုတော်လန်းတစ်ဖက်ဝင်တွေကစီမီကိုမြို့စာတင်ကျောင်းရှိကရွှေတော်ဦးဖျားလန်းဆောင်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကမှတွဲမှာအကြမ်းဖက်စစ်သား2ဦးဟာတေသွားတာဖြစ်ပြီး2ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်။အဲဒီလိုပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကူစစ်ကြောင်းတွေရောက်ရှိလာပြီး တေဆုံသွားတဲ့စစ်သားအလောင်းနဲ့ဒဏ်ရရှိသူတွေကိုစီမီကုန်မြို့ဆေးရုံကိုတေဆောင်သွားတယ်လို့လည်းသိရပါဗျ။အေတခဲမှုကိုပြည်သူအကြိုးပြု တပ်ပေါင်းစုမြင်းကြံမြောက်ပိုင်းသားပျောက်ကြားတပ်ဖွဲ့ MNGF SMK Group မြင်းကြံဒင်းကြံဒိုင်းမိုက်နဲ့မြောင်မြို့နယ်ပြန်ကြားတောင်းကန်အဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထိခက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။ ဘဂဝသရင်တပုတ်ကိုကြည့်အောင်ပါဘဂိုတန်တာရီထောင်ကနေလူရဲ့စိတ်ကလွမြောက်တော့မယ် NLD ဘိုးလူငယ်တော်ဝန်ကံမတ်မိုးဆန်းစုကြည်ကိုအကြမ်းဖက်ဥပဒေပုံမှ52ကကြီးနဲ့ထောင်မူဝမှာတင်ပြန်လည်ဖမ်းဆီးခဲ့ပြီးအဲ့ဒီနောက်မှာထောင်ဝင်စာနဲ့အဲ့တွေ့ခွင့်တွေကိုမပေးဘဲပိတ်ပင်ထားတယ်လို့ NLD အတိုင်းဝန်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂတ်စ9ရက်နေ့ကတာရီအချင်းထောင်ကနေလူရဲ့စိတ်နဲ့လွမြောက်လာတယ်နိုင်ငံရဲ့အချင်းသူမတ်မိုးဆန်းစုကြည်ကို ထောင်ဘူးဝမာတဲ့အကြမ်းဖက်ဥပဒေ52ကကြီးနဲ့ပြန်လည်ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။မမိုးဆန်းစုကြည်ရ2021ခုနှစ်မေလ9ရက်နေ့မှာရန်ကုန်မြို့လှယ်လန်းမြို့နယ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးပုံမှန်95ကစက်ခွန်တစ်တို့နဲ့အင်းစင်အချင်းထောင်မှာထောင်တန်း6နှစ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီနောက်၄နှစ်ကျော်ကြာမတရားဖမ်းဆီးအချင်းချခံခဲ့ရပြီးလူရဲစစ်လို့လွတ်မြောက်လာပြီမဲ့လေ ထောင်မူးပေါ်မှာအကျန်းဖက်ဥပဒေပုံမှန်52ကကြီးနဲ့တက်ကပြန်လဲဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာမတ်မိုးဆန်းစုကြည်ကိုထောင်ဝင်စားနဲ့အဲ့တွေ့ခွင့်မပြုဘူးလို့လည်း NLD သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။မတ်မိုးဆန်းစုကြည်ဟာစစ်တပ်ကအင်းစိန်ထောင်မှာမတရားဖမ်းဆီးအကျဉ်းချထားတဲ့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပူရဲ့တမီးလဲဖြစ်နေပါတယ်။အကြက်ဖက်စစ်တပ်ကနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရဲစေတဲ့တိုင်အောင် ထောင်မူဝမှာပုံမှန်အမျိုးမျိုးတက်ကပြန်လဲဖန်းစီအမှုတက်တာတွေကိုရွယ်ချက်ရှိရှိနဲ့လှုပ်ဆောင်တွေကမတ်မိုးဆန်းစုကြည်အပါအဝင် ပြန်လဲဖန်းစီခံရသူ84ဦးရှိတယ်လို့လည်း PPNN ကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဒီတစ်ခါမှာတော့မန္တလေးတိုင်းမလိုင်မြို့နယ်တောင်ရိုးတဲရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေဒီနဲ့၉ချိန်ဘုံကျဲတိုက်ခတ်ခဲ့လို့ မလိုင်မြို့နယ်လူမှုသတင်းကွန်ရက်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဩဂတ်လ17ရက်နေ့မနေ့နှစ်နိုင်လောက်မှာမိတ်ချီလာလေတက်ကနေတက်လာတဲ့ဆက်တက်လေထီ3စီကမလိုင်မြို့နယ်တောင်ရိုးတဲရွာကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲကိုးချိန်ဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗျ။အကြက်ပဲစစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်မှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့ နေအိမ်တွေပျက်စီးတာနားနှကောင်ဟာတည်ဆုံးခဲ့လို့လည်းသိရပါတယ်။အလားတူဩဂတ်စ10ရက်နေ့ကလည်းတောင်တာမြို့နယ်နဲ့မလိုင်မြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ဟာစစ်တပ်လေးကြီးနဲ့စစ်တပ်ကြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုံကတော့ မြန်မာနိုင်ငံကနေထွက်ခွာလို့တဲ့လူငယ်အရေအတွက်ဟာတိုးပွားများပြားနေရလို့ကုလသမဂ္ဂ UNDP ကမနေ့ကအစီအကံစာစစ်တမ်းတရက်ကိုထုတ်ပြန်ကတတိပေးလိုက်ပါတယ်။ဩဂတ်စ12ရက်နေ့မှာကြာရောက်တဲ့ပြည်ပြည်ဆိုင်ရာလူငယ်များနေအဖြစ်ကမ္ဘာကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် UNDP ကအစီအကံစာတစ်တစောင်းကို ထုတ်ပြန်ရမှာထည့်သွင်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအစီအကံစာထဲမှာဆိုရင် မြန်မာနိုင်ငံတမိုင်းမှာအခက်ခဲဆုံးအချိန်ကာလတစ်ခုကိုရှောင်လန်းနေကြရတဲ့လူငယ်တွေရဲ့မျော်လင့်ချက်တွေစိုးရင်ပူပန်မှုတွေနဲ့ရွှေပြောင်းနေထိုင်မှုအကြောင်းတွေကိုထုတ်ဖော်ရေးသားတာကမြန်မာလူငယ်တွေဟာနိုင်ငံကနေထွက်ခွာလို့မှုများပြားနေတယ်လို့လည်းသတိပေးထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းကနေထွက်ခွာလို့တဲ့လူငယ်အရေအတွက်တိုးလာနေပြီးအချက်လက်အစ်စ်တွေရာလူငယ်၁၀ယောက်မှ၄ယောက်ဟာပဋိပက္ခစီးပွားရေးပြိုလဲမှုနဲ့ စီမုထန်ကိစ္စရက်တွေကြောင့်အခွင့်အခါပေးရင်နိုင်ငံအတွင်းကနေထွက်ခွာလိုကြတယ်လို့လည်း UNDP အစည်းအဝေးကဆိုထားပါဗျ။မြန်မာနိုင်ငံတဝန်းကလူငယ်9000ကျော်ရဲ့အမြင်တွေကိုစုဆောင်းရယူထားတယ်။မြန်မာ Youth Survey 2024မှာလူငယ်10ဦးမှာ4ဦးဟာ စီးပွားရေးပြိုလဲမှု ဋိပက္ခနဲ့စစ်မှုထမ်းခေါ်ယူမှုတို့ကြောင့်မြန်မာနိုင်ငံကနေထွက်ခွာသွားမှာဖြစ်တယ်လို့ပညာရေးချင်းမြန်မာတဲ့လူငယ်တွေမှလည်းရွှေပြောင်းအခြေချဖို့စဉ်းစားကြတာတိတိတသာပုံများလာပြီးမြန်မာနိုင်ငံမှာကျွမ်းကျင်လှုပ်သားလိုအပ်ချိန်မှာဥနောက်ရိုးစေးမှုဖြစ်လာနိုင်ခြင်းစိုးရိမ်မှုမြင့်တက်လာနေရလို့လည်းအစိုးရကဆိုထားပါဗျ။ဒါပေမဲ့အစိုးရအထဲမှာလူငယ်တွေရဲ့နိုင်ငံနဲ့အိမ်ပေါ်ခင်တွယ်မှုကိုလည်းတွေ့ရပြီးရွှေပြောင်းလိုတဲ့လူငယ်60ရာခိုင်နှုန်းနီးပါးဟာ နိုင်ငံရေးနဲ့စီးပွားရေးအခြေအနေတွေကောင်းမွန်လာရင်ပြန်လာမယ်လို့လည်းဆိုထားပါဗျာ။အများစုက အနာဂတ်တွေအကောင်းမြင်နေကြဆဲဖြစ်ပြီးထက်ဝက်နှီးပါကတော့မြန်မာလူငယ်တို့ဘဝဟာနောက်9နှစ်အတွင်းမှာပိုမို ကောင်းမွန်လာမယ်လို့ယုံကြည်ကြပြီး၃ပုံ၂ပုံမှာတော့ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်နိုင်မယ်လို့ယုံကြည်နေကြဆဲဖြစ်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။